စပိန်ကကာကွယ်ရေးအသုံးစရိတ်တို့မြေသုံးဆွေးမိစပိန်နိုင်ငံဟာကာကွယ်ရေးအသုံးစရိတ်ကို2029ခုနှစ်ရဲ့မူလရည်မှန်းထားတဲ့နေ့မတိုင်းမီနှစ်ရခိုင်နှုန်းအထိကောင်းကောင်းတို့မြေသွားမယ်လို့ကာကွယ်ရေးဝန်ကြီးမာကာရီတာရိုဘလက်က AP သတင်းမှာပြောပါတယ်စပိန်ဟာ MATO အဖွဲ့ဝင်တွေကြားမှာစီးပွားရေးအရွယ်စားရာကာကွယ်ရေးအသုံးစရိတ်အနည်းဆုံးရှိပြီးတိတ်တသမ300ခိုင်နှုန်းအထိရှိနေပါတယ် နှစ်ရခိုင်နှုန်းကိုရဖို့တစ်နှစ်ကိုယူရို10ဘီလီယံဒေါ်လာ13.89ဘီလီယံအလိုမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်က MOTO အတွင်းရမှုကြောင့်မာဒူသေးကစပိန်ဟာအခုနှစ်ရာသီမှာ MOTO အဖွဲ့ရဲ့နှစ်ရခိုင်နှုန်းရည်မှန်းချက်ကိုပြေးမီပုံမျှော်လင့်ထားတယ်လို့ပိုလန်မြို့တော်ဝါဇောမှာပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာရီမန်းချက်ကိုရောက်ဖို့အကောင်းဆုံးလှုပ်ဆောင်သွားမယ်လို့စပိန်အစိုးရကရူတီကိုပြောခဲ့ရတယ်လို့အစိုးရသတင်းအကြီးအကဲတစ်ခုကဆိုပါတယ် ရိုဘလက်ကတတ်မှတ်ရက်ကပြဿနာသိမ်းမရှိပါဘူး။ဒါပေမဲ့2029မတိုင်ခင်မှာကျွန်တော်တို့ရင်တာဝန်ဝတ္တရားတွေပြည့်မီမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲဒါကိုလေးလေးနက်နက်နဲ့တင်းတင်းကြပ်ကြပ်လုပ်နေပါလေလို့လစ်ဘုံမြို့မှာကျင်းပတဲ့ပွဲတရရဲ့အဆက်ဆက်အစည်းအဝေးမှာပြောပါတယ်။ကာကွယ်ရေးအားကောင်းလာစေဖို့ဥရောပရဲ့ဂျိုပန်ချက်မှာစပိန်ဟာမဟာမိတ်အဖွဲ့ဘက်ကနေပါမယ်လို့စပိန်ဝန်ကြီးချုပ်ပေဒရိုဆမ်ချက်ကအမခန့်ထားပါတယ်။ ဒါပေမဲ့ရုရှားနဲ့ပထဝီဝေအနေထားအရဝေးကွာတဲ့နိုင်ငံတွေကလက်နက်တွေသုံးလောင်းတာထက်ဆိုင်းရင်ဆိုက်ဘာတိုက်ခိုက်မှုတွေကိုတံပြန်ဖို့အသုံးစိတ်ကိုအာရုံစိုက်သေးတယ်လို့လည်းသူကဇောဒကအသက်ခဲ့ပါတယ်။ရုရှားကတိုက်ခိုက်တာကိုခံရနိုင်ခြေရှိတဲ့ဥရောပအရှေ့ဘက်ခြမ်းကနိုင်ငံတွေဟာတခြားနိုင်ငံတွေထက်ကာကွယ်ရေးအတွက်ပိုသုံးနေတာနဲ့ပတ်သက်ပြီးတော့လေပိုလန်မြို့တော်ဝါဇောနဲ့ စပိန်မျိုးတော်မက်ထရစ်မျိုးတို့ကိုဒုံးကျည်နဲ့တိုက်ခိုက်ခံရရင် အချိန်ကွာခြားချက်က10မိနစ်ပဲလို့ပြောရင်ရူတီကဝေဖန်ခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။